န်ရှင်သောဝိညာဉ်တော်ကိုဖိတ်ခေါ်ခြင်းမြတ်တာခမဲတော်တားတော်တန်ရှင်သောဝိညာဉ်တော်ဤနာမတော်မြတ်နှင့်အာမင်အိုတန်ရှင်သောဝိညာဉ်တော်မြတ်ဖျားကြွလာတော်မူပါဘာသာသူအပေါင်းတို့ဤစိတ်နှလုံးကိုပြည့်ဝစေတော်မူ၍ချစ်လေးမြတ်ခြင်းမိရှံဖြစ်လေထွန်းတောက်စေတော်မူပါဝိညာဉ်တော်မြတ်ကိုစေလွတ်သဖြင့်ဘာသာသူတို့ဤဝိညာဉ်တို့သည်တန်ရှင်ဖြူစင်ခြင်းတို့ရောက်ပါလိမ့်မည် မြင်မျက်နာပြင်သည်လည်းအသက်ပြုပြင်ခြင်းတို့ရောက်ပါလိမ့်မည်ဆုတောင်းကြစို့တန်ရှင်သောဝိညာဉ်တော်ဤအလင်းကျေးဇူးတော်အားဖြင့်ဘာသာတူအပေါင်းတို့ကိုတွင်တင်တော်မူပေသောအိုမြတ်စွာဘုရားသခင်၎င်းဝိညာဉ်တော်အားဖြင့်ဖြောင့်မှန်ရာကိုနှစ်သက်၍တာယာချင်းကိုခံစားအံ့သောငါကျွန်ုပ်တို့ဤသခင်ယေရှုကုသိုလ်တော်ကျိုးဆက်ကို ထောက်တော်မူ၍ကျွန်ုပ်တို့အားကယ်မတနာတော်မူပါ။ အာမင်တန်ရှင်သောဝိညာဉ်တော်ပွဲအတွက်နူဗီနာတတိယနေ့ကောင်းသောအကြံပေးတတ်သောဝိညာဉ်တော်မြတ်ဖျားကြွလာတော်မူပါအားလုံးစုံကိုတတ်နိုင်တော်မူသောအိုဖခမေရောဖျား ကျွန်ုပ်တို့ဤကဲ့တင်ခြင်းအတွက် ကိုတော်သည်တပါးတည်သောသားတော်ကိုပေးအပ်တော်မူခဲ့၍ကိုတော်ဤတန်ရှင်သောဝိညာဉ်တော်ဤတတ်တေခံခြင်းအဖြစ်သားတော်ဤတည်င်းစကားမှန်ကန်ကြောင်း အတည်ပြုပေးတော်မူ၏ကျွန်ုပ်တို့သည် အကောင်းဆုံးကို အမြဲရွေးချယ်လုပ်နိုင်ရန်နှင့်မှန်မှန်ကန်ကန်လှုပ်ဆောင်ရ၌အတည်ပြုချက်ရရှိစေရန်ယနေ့ကျွန်ုပ်တို့အားဝိညာဉ်တော်၏ကောင်းသောအကြံပေးတတ်ခြင်းဆုကျေးဇူးတော်ဖြင့်နိုးဆော်တော်မူပါကျွန်ုပ်တို့၏အရှင်ခရစ်တော်၏နာမတော်ဖြင့်တောင်းလျှောက်ကြပါသည်ဖျာအာမင်တန်ရှင်တော်ဝိညာဉ်တော် ချွာလာတော်မူသောပွဲအတွက်နိုဗီနာချစ်လှစွာသောတန်ရှင်သောဝိညာဉ်တော်အရှင်မြတ်ဖုရားကျွန်ုပ်တို့ပေါ်၌ကိုရထားရှိသော net ဆိုင်သည့်ပုဂ္ဂိုလ်ရေးမြတ်တော်ကိုယုံကြည်အားကိုးလျက် ကိုတော်အလိုရှိပါကကျွန်ုပ်တောင်းခံရာကို ပေးသနာတော်မူပါယံအီနိုဗီနာတွင် ကျွန်ုပ်ဆုတောင်းပါသည် ဖျားဤဝိညာဉ်တော်မြတ်အရှင်ကျွန်ုပ်အားဘဝခရီးလမ်းဆုံးကိုသိရှိနားလည်ရန်တွင်တင်တော်မူပါဖျားရှင်ကိုကြောက်ရွံ့ယူတည်ရန်ဆောင်မတော်မူပါစစ်မှန်သောနောင်တတန်ဝေကစိတ်နှင့်စိတ်ရှိသီးခံခြင်းရှိရန်ဆောင်မတော်မူပါကျွန်ုပ်အားအပြစ်ထဲသို့မကြရောက်ပါစေနှင့်ကျွန်ုပ်အားယုံကြည်ခြင်းမျှော်လင့်ခြင်းချစ်ခြင်းမေတ္တာစိတ်တိုးပွားစေတော်မူပါ ကျွန်ုပ်ဤစိတ်ဝိညာဉ်အတွင်း၌ကျွန်ုပ်ဤဘဝအခြေအနေနှင့်စီလျောတင့်မြတ်သောပါရမီများဖြစ်စေတော်မူပါကျွန်ုပ်အားသခင်ယေရှုဤသစ္စာရှိသောနောက်လိုက်တစ်ပည့်ဖြစ်စေတော်မူပါတင်းတော်ကိုနာခံသောသားသမီးဖြစ်စေတော်မူပါပညတ်တော်များကိုစောင့်ထင်းရန်ဆက်ကရမန်တုမင်္ဂလာများကိုထိုက်တန်စွာခံယူနိုင်ရန်အစွမ်းထက်သောကျေးဇူးကိုလုံလုံလောက်လောက်ပေးတော်မူပါ ရှင်ဝတ္တရားဆိုင်ရာ ပါရမီ၄ပါးကိုတော်ဤစုကျေးဇူးတော်9ပါးအတိအပွင့်ကျေးဇူးတော်12ပါးကိုပေးတော်မူပါကိုတော်ရှင်ဖျား ခေါ်တော်မူသောတပည့်တော်ဤဘဝအခြေအနေ၌ပြေဝဆုံလင်မှုဖြစ်စေတော်မူ၍တာယာသောတေချင်းဖြင့်သာဝရအတက်သို့ပို့ဆောင်တော်မူပါမည်အကြောင်းသခင်ခရစ်တော်ဤနာမတော်အားဖြင့်တောင်းလျှောက်ပါသည်အရှင်မြတ်ဖျားအာမင် တန်ရှင်သောဝိညာဉ်တော်ပွဲနဗီနာနိဂုံချုပ်နေစဉ်ပတနာကျွန်ုပ်တို့ဤအဘခမေတော်ဖရာကဘာပေါ်သို့ကိုရောဤတန်ရှင်သောဝိညာဉ်တော်မြတ်ဤစုကျေးဇူးတော်များကိုသွန်လောင်းချပေးတော်မူပါဧဝံဂေလိတရားတော်ကိုစတင်သွန်သင်ရန်အလို့ငါကိုရော်ဒီကိုရော်၏အတင်းတော်ပေါ်သို့ဝိညာဉ်တော်မြတ်ကိုဆေလွတ်တော်မူခဲ့ပေ၏။ယုံကြည်သူအပေါင်းတို့၏စိတ်နှလုံးများအားဖြင့် ဝိညာဉ်တော်မြတ်သည်ကမ္ဘာလောကထဲ၌ယခုဆက်လက်လှုပ်ဆောင်စေတော်မူပါမည်အကြောင်းကျွန်ုပ်တို့၏အရှင် သခင်ခရစ်တော်အားဖြင့်တောင်းလျှောက်ကြပါသည်ဖေဟာအာမင်ဒီနိုဗီနာမှာပါဝင်ဆုတောင်းကြတဲ့ညီကိုမောင်နှမများနဲ့မြမပြည်ကြီးတစ်ခုလုံးအေးချမ်းသာယာခြင်းကို ရောက်ပါစေ အာမင်